နိုင်ငံတော်တမနာကိုမနက်9နာရီမှာလက်မှတ်လာထိုးခိုင်းတယ်ထိုးမပေးတဲ့အတွက်ဖမ်းသွားတယ်ဒါဟာဥပဒေအရတမနာကိုစစ်တပ်ကဖမ်းပိုင်ခွင့်မရှိတာလူတိုင်းသိတယ်အဲ့ဒါကိုဘောမတွေဘလောက်ဖာကြလဲဆိုတာကြည့်ပါတမပြောင်းလဲနေတာကြည့်ပါသူပြောတာကိုအရင်နားထောင်လိုက်ပါပြီးလို့ရှိရင်သူတို့ကိုယ်တိုင်ဖတ်တွေ့ထားတဲ့2007ခြေခံဥပဒေထဲမှာပါတဲ့ဒီတမနာနိုင်ငံတော်အကြီးအကဲဆိုတဲ့အခန်းကိုကျွန်တော်ဖတ်ပြပါမယ်နော်သူတို့ပြောတာအရင်ကြည့်ပါ အဲ့တော့မနေ့ငါးနိုင်ကြီးလေအမဘိုးကျုံနှစ်ယောက်သွားပြီးတော့လက်မထိုးရငါလက်မမထိုးပေးနိုင်ဘူးမင်းတို့လှုပ်ချင်ရလို့မင်းတို့ဖမ်းချင်လဲဖမ်းဆိုတော့တက်မတော့ဗျမလှုပ်ရတာမှမရှိဘူးအဲ့တော့ဖမ်းလိုက်တဲ့ခါကျတော့တက်ဘာဖြစ်လို့ဘာဖြစ်လို့မလှုပ်ရတာတနတ်ရှိလို့မလှုပ်ရတာမလားဟမ်တက်မတော့မလှုပ်ရတာဘာမှမရှိတာမဟုတ်လက်နဲ့ရှိလို့လက်နဲ့မဲ့တဲ့သူကိုမလှုပ်ရတာဘာမှမရှိတာလက်နဲ့လက်နဲ့ရှိသေပြီးရှင်ပြစ်မယ်ဆိုရင်လှုပ်ရလားမရှိဘူးလားမင်းတို့အဲ့ဒီစကားကိုပြောတာ တက်မတော်ကမလုပ်ရဲတာဘာမှမရှိဘူးလက်နက်မှမရှိတဲ့ပြည်သူကိုဟမ်အခုတရုတ်စစ်တပ်နဲ့ချမယ်အိန္ဒိယစစ်တပ်နဲ့ချမယ်ထိုင်းစစ်တပ်နဲ့ချမယ်မင်းတို့ပြည်သူမပါမဲနဲ့မင်းတို့အကောင်တွေချရဲလားအထိတ်ပဲရှိတဲ့စကားကိုပြောလေကွာတမန်တော်ကတော့တူဟာအပြစ်မရှိတဲ့အတွက်ဒီလိုမျိုးသူ့ကိုပြည်သူကရွေးချယ်ပြီးတမန်တော်ကခန့်အပ်ထားတာအဲ့တော့ပြည်သူကတမန်တော်ရဲ့ဆွတ်ဆွဲပြစ်တင်ပိုင်ခွင့်ဖြုတ်ချပိုင်ခွင့်ရှိရတဲ့အတိုင်းဒီစစ်တပ်ကလက်နက်နဲ့အနိုင်လာကျင့်တာကို လက်ခံပါတယ်ဆိုပြီးလက်မှတ်ထိုးပေးစရာအကြောင်းမရှိဘူးနော်ရှင်းရှင်းလေးတမနာလောက်တာရှင်းရှင်းလေးသူ့ကိုတင်မြောက်ထားတာတမနာစစ်တပ်ကတင်မြောက်ထားတာမဟုတ်တီတူကတင်မြောက်ထားတာအဲ့ဒီတော့စစ်တပ်ကလာပြီးနှုတ်ထွက်ပါလို့လက်မှတ်ထိုးခိုင်းတာကိုထိုးပေးစရာအကြောင်းမရှိဘူးနော်ဒါကိုမလုပ်ရဲတာဘာမှမရှိဘူးလို့အာနာသိမ့်တယ်ဆိုတော့မင်းတို့အဲ့ဒါကြီးကိုထောက်ခံရဲတယ်ပေါ့မင်းတို့တွေမှာအဲ့လောက်တော့အရှက်တိတ်ခါသွေးသွေးတော့မသွေးတတ်တော့ဘူးလားဟမ်တမရမရှိတော့တမရမရှိတော့တမရမရှိတော့တဲ့ခါကျတော့တမရကိုဥပဒေနဲ့ပြန်ကြည့်တဲ့ခါကျတော့ တော့ပုံမှန်80 81 82ခဏတော့အဲ့ပုံမှန်80 80ခဏခဏပြောလိုက်ဘူးတမတာကိုအဲ့လိုဖမ်းပိုင်ဝင်ရှိတာဟမ်ဖမ်းပိုင်ဝင်ရှိတာဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတမတာတက်တန်းဘယ်နှစ်ရေးထားတာ9နှစ်နော်9နှစ်ရေးထားတာနော်2015ကနေတက်လာတဲ့ဦးမြင့်တမတာတက်တန်း9နှစ်ပြည့်ပြီလားလွတ်တော်လဲပတ်ပြီလားအစိုးရအစ်စ်ပေါ်လာပြီလားဟမ်အစိုးရအဟောင်းရန်ရတိုင်းပဲလဲပတ်နေတယ်လွတ်တော်လည်းမလဲပတ်သေးဘူးလွတ်တော်ခေါ်စဖို့ခေါ်တာပဲရှိသေးတယ်လေ 23မှာတရားဖတ်ကြည့်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကသမရသမရက3ယောက်ရှိတဲ့အချိန်မှာသမရ1ယောက်ရဲ့ဒုတိယသမရ2ယောက်ရဲ့စုစုပေါင်း3ယောက်ရှိတဲ့အချိန်မှာသမရ1ယောက်ကကျွန်တော်ကျမ်းမာရရတော့၎င်းပထမဦးဆုံးပထမသမရပေါ့နော်နိုင်ငံတော်သမရကကျမ်းမာရရတော့တစုံတစ်ခုတော့အကြောင်းကြောင်းတစ်ခေါင်းမရှိတော့ဘူးဆိုရင်သူ့ဖမ်းလိုက်ပြီခါကျတော့မရှိတော့ဘူးမရှိတော့ဘူးဆိုရင်ဒုတိယသမရ1ဒုတိယသမရ1ကယာယီအဖြစ်သမရဝင်ပြီးတော့အလုပ်လုပ်ကြတယ် ော်တော်ဝင်လို့ရလာလားသူ့ကိုတမနာရွေးချယ်ရေးအဖွဲ့ကပြန်တင်မြောက်ကြတာလားအဲ့ဒါထည့်ပြောအောင်လေအခုမြစ်ရွှေကသူ့အတူအော်တော်ဝင်လို့ဝါလာလေဖွဲ့စည်းပုံအခြေခံဥဒေနဲ့မှာအဲ့လိုအော်တော်ဝင်လို့ခွင့်ရှိတယ်လို့ရေးထားတာတမနာတမနာတွေကိုတင်မြောက်တယ်ဆိုတာဘလို့တင်မြောက်ကလဲတမနာမရှိရာဒီတမနာရဲ့အခန်းကဏ္ဍဘာလဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥဒေနဲ့မှာပါပြီးသားလေအဲ့ဒါနဲ့ဥနည်းဆွေကြီးကဒုတိယတမနာတစ်ဖြစ်တဲ့ဥနည်းဆွေကြီးကတမနာဖြစ်သွားတယ်ဗျတမနာဖြစ်သွားတဲ့အခါကျတော့ဘာဖြစ်လဲတမနာကကာလုံဥဆောင်ပြီးတော့ အရေးပေါ်ချင်းကြီးကျင်ရလို့ရသွားကောနော်အဲ့ဒီလိုနဲ့ကျွန်တော်တို့ကပြောပါနော်ဗီဒီယိုတားချိန်ဝမ်းအတွက်သူ့အရင်ပေးပြောခိုင်းနေမယ်နော်ပုံမှန်တရားနှစ်ရပေါ့ပုံမှန်တရားနှစ်ရကျွန်တော်တို့ကကာလုံကိုဖွဲ့စည်းပြီးတော့နိုင်ငံတော်ကိုကာလုံကြီးကဥဆောင်သွားတာပေါ့ဗျာအဲ့ဒီလုံနဲ့ကာလုံလည်းရှိသွားပြီတမရလည်းရှိသွားပြီဆိုတော့ပုံမှန်439သွားလို့ရသွားပြီအဲ့ပုံမှန်439ရတမရနဲ့ကာလုံရှိပြီတာဖြစ်တာကြောင့်အဲကာလုံကနေပြီးတော့အရေးပေါ်အခြေအနေဖြစ်တဲ့နိုင်ငံလုံးကို တနည်းကြီးညာလိုက်လေအဲ့နေရာမှာကြည့်လို့ရှိရင်လည်းပဲမြန်မာနိုင်ငံကိုဥဆောင်တာရေးပေါ်ကာလမှာတာကြုံမဟုတ်ပါဘူးကာလုံကပဲဥဆောင်တာဖြစ်ပါတယ်အဲ့ဒီလိုနဲ့ပုံမှန်438ကာလုံမှာတမရကဥဆောင်နေတယ်တော့တမရကနေပြီးတော့ပုံမှန်438ရတာကြုံတံကိုအာနာ3ရလွှဲတယ်တော့ကာလုံကပဲကာကြုံတံကိုလွှဲတာအာနာ3ရလွှဲတယ်ဒါမဲ့ကာကြုံကဥပဒေပြုခွင့်အာနာကိုဘယ်သူမှပြန်ပြီးတဆင့်ကပြန်လွှဲခွင့်မရှိဘူးအဲ့တော့438ရ ရတို့လွှဲထားတဲ့တာဝန်တွေကို၄ရ၁၉ကာကျုပ်ဟာအလုပ်တွေလုပ်ပြီးသွားတဲ့ခါကျလို့ရှိရင်ကာလုံပြတ်အပ်ပြီဆိုလို့ရှိရင်ကာလုံကနေပြီးတော့ပြန်ပြီးတော့ပြန်ပြီးတော့ပယ်ဖျက်ပေးရတယ်ပြန်ပယ်ဖျက်ပေးပြီးတော့ကျတို့ရွေးကောက်ပဲပြန်ကျင်းပပေးရတယ်အဲ့တော့ဒီမှာတတိထားရမှာကဒီအရေးဟိုအာနာထိန်တဲ့ဖြစ်စဉ်မှာတတိထားရမှာကဥပဒေတွေကိုတေချာဖတ်တိကလူတိုင်းနားလဲတာကတစ်နှစ်တစ်နှစ်ကဲ6လ2ခါရေလူတိုင်းနားလဲတယ် လူလူလူတိုင်းနားလဲတဲ့ခါကျတော့အဓိကလူတိုင်းနားမလဲတာ6လအလီလီဘာကြောင့်မတိုးတာလဲအဲ့ဒါကိုနားမလဲတာနော်အဲ့တော့ပုံမှန်425ကိုကျွန်တော်တို့ကြည်ပါရှင်းနောက်ဆက်ဆက်ဇကရက်ဆိုတာကိုကျွန်တော်နားလဲဖို့လိုအပ်တယ်အဲ့ဒီမှာတကျွန်တော်ချက်ကြည့်မယ်ဆိုရင်မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတီးတဲ့ပြည်ထောင်စုလွတ်တော်တက်တန်းကုံဆုံးသွားချိန်တွင်တက်မတော်ကာကွယ်ရေးဦးစီးချုပ်က၎င်းအပေးအပ်ထားသည့်တာဝန်ကိုပြင်းပြအောင်ဆောင်ရွက်နိုင်ခြင်းမပြုနိုင်သေးသဖြင့် တမတ်ကာလအချိန်တိုးပေးရန်အကျိုးကြောင့်ဖော်ပြလျက်တင်ပြလာပါကအဲ့ဒီအထိတစ်ဖက်ဖြတ်လိုက်အဲ့ဒီမှာနေအဲ့ဒီ425ကအဲ့မှာတစ်ဖက်ဖြတ်လိုက်တင်ပြလာပါကနော်အကျိုးကြောင့်ဖော်ပြပြီးတော့အစားထဲမှာအချိန်တွေကမပြီးသေးပါဘူးနော်အချိန်တွေကမပြီးသေးပါဘူးအာမန်ချိန်တွေမရောက်သေးပါဘူးအဲအချိန်ကာလထပ်တိုးဖို့လိုအပ်ပါတယ်ဆိုတော့ကာကြောကာကြောကနေပြီးတော့ကာလုံးကိုတင်ပြလာပြီဆိုလို့ရှိရင်တင်ပြလာပါကစပြီအဲ့မှာစကြည့်ပြီစိတ်နောက်ဆက်ဆက်ဇကရရောက်ကျွန်တော်စရှင်းပြပြီနော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကပြောတဲ့ရှင်းနောက်ဆက်ဆက်ဇကရရဲ့သဘောတရားကိုတေချာနားထောင် တာမန်အပြင်နဲ့တကြိမ်လင်း6လအထိနှစ်ကြိမ်တိုးမြင့်ပေးနိုင်သည်ပြန်ပြောမနော်တေချာနဲ့တော့နော်တာမန်အပြင်တကြိမ်လင်း6လအထိနှစ်ကြိမ်တိုးမြင့်ပေးနိုင်သည်အဲ့ဒီမှာခင်ဗျားတို့ဗာမြင်လိုက်လေဥပဒေကိုနားလည်ရဲဆိုသိသွားလိမ့်မယ်ဥပဒေဖတ်တဲ့အခါမှာ3မျိုးပဲရှိတယ်ဘယ်ဥပဒေကိုဖတ်ဖတ်တပ်ပုံဖတ်ဒီ3မျိုးပဲရှိတယ်အရေးသား3မျိုးပဲရှိတယ်ဥပဒေမှာဒူးရဲ့ဒုတ်ရဲ့ကန့်ရဲ့3မျိုးပဲရှိတယ်ဒူးဆိုတာလောက်ပါဒုတ်ဆိုတာမလုပ်ရပါအဲ့ဒါကတော့လူတိုင်းနားလည်တယ် ဲ့ဒီပုံမှန်မှာလောက်ပါဆိုလောက်လိုက်ရှင်းမလောက်အောင်ဆိုမလောက်နဲ့ရှင်းတယ်ဒါပေမဲ့ကန်သဘောနိုင်သဘောပါလာတဲ့ခါကျရင်အဲ့ဒီမှာလူတွေနားမလဲတော့အမတ်လောက်ဟိုအမတ်လူတွေနားမလဲနိုင်တော့နားမလဲနိုင်တော့ဘာကြည့်မလဲဆက်ဆက်ဇကရောက်ကြည့်မယ်ဆိုလို့ရှိရင်ကျတော့ကန်သဘောဖြစ်တဲ့ခါကျတော့ကျတော့ပုံမှန်တစ်ခုကိုစဖတ်ပြီဆိုရင်နိုင်ဆိုတဲ့ဇကရက်လေးပါလာပြီနိုင်ဆိုတဲ့ဇကရက်လေးပါလာဆိုအဲ့ဒီစာဘိုက်ကအဲ့ဒီပုံမှန်ကအတိတ်ပဲတမျိုးတည်းမဟုတ်တော့ဘူးအတိတ်ပဲကကစားလို့ရသွားပြီအဲ့ဒီပုံမှန်မှာတွစ်စီပါလာပြီဆိုတာမှတ်ထားအောက်မှာဟာမနီနဲ့မှတ်သွား ဥပဒေကိုဖတ်တဲ့ကဘယ်စာပဲဖတ်ဖတ်ရုံးစာရေးသားနည်းကိုလေ့လာတဲ့ခါကျရင်နိုင်ဆိုတဲ့ဇာတ်ပါလာပြီဆိုမှတ်ထားအောင်မဟောင်းမနေနဲ့နိုင်ဆိုတဲ့ဇာတ်ပါလာပြီဆိုရင်အဲ့ဒီစာပိုက်ထဲမှာ twist တွေပါလာပြီကစားလို့ရနေပြီကစားခွင့်ပြုလာတယ်လို့မှတ်ထားမသိရင်မှတ်ဟုတ်ပြီနော်အဲ့တော့တာမန်အားဖြင့်တစ်ချိန်လင်း6လတိ2ချိန်တိုးမြင့်ပေးအဲ့ဒီတွေကပြဿနာမရှိဘူးတာမန်အားဖြင့်6လ2ချိန်တိုးမြင့်ပေးလို့ပြောတာရှင်းတယ်ဒါပေမဲ့တိုးမြင့်ပေးပါအဲ့လိုတည်းပြောတာမဟုတ်တိုးမြင့်ပေးနိုင်သည်တဲ့နိုင်ဆိုတာပါလာပြီကံသဘောဖြစ်လာပြီ နိုင်ဆိုတာပါလာတဲ့ကြောင့်နှစ်ချိန်တိုးလဲရတယ်သုံးချိန်တိုးလဲရတယ်လေးချိန်တိုးလို့ရတယ်အဓိကကဘာဖြစ်လဲဒီသူတင်ပြတဲ့အချိန်တွေတခုတည်းတာမန်အချိန်တွေပြန်မရောက်သေးဘူးမတင်ချိန်သေးဘူးဆိုတော့အတိတ်ဘယ်ကရှေ့ရစာပိုက်ထဲမှာလဲပါထားပြီးသားအဲ့တော့ဒီနောက်ကရေးသားမှာလဲနိုင်ဆိုတာလဲပါလာတာမဟုတ်ဘူးအဲ့ဒါ twist ရှေ့ရစာထဲမှာတင်ချိန်နေပြီဆိုလို့ရှိရင်ပြဿနာမရှိဘူးเนาะတိုးစရာမလိုဘူးရတယ်ဒါပေမဲ့ဆက်ရအတိတ်ဘယ်မှာမတင်ချိန်သေးပါဘူးတိုးနေပေးနိုင်ပါတယ်တင်ပြအပ္ပါသီဆိုပြီးတင်ပြလာတာလဲဖြစ်တယ်ပြီးတော့9ဆိုတာကလဲပါတာမဟုတ်လို့ twist လာပြီဥပဒေမှာ twist ရှင်းတော့ဆက်ဆက်ဇကရက်ဆိုအဲ့ဒါပဲဒါကြောင့်မလို့နိုင်ဆိုတဲ့ဇကားလေးကြောင့်ရုံးစာရေးသားနေမှာလည်းအဲ့လိုပဲနိုင်ဆိုတဲ့ဇကားပါလာပြီဆိုတတိခနော်ဒါစာစီစာရိုက်စာသဘောတရားရုံးစာဖတ်ဖို့တဲ့ဆိုရင်နားလည်လိမ့်မယ်အဲ့ဒီအတွက်ကြောင့်ပုံမှန်425ကရှင်းတော့ဆက်ဆက်ဇကရက်တွေကတိုးမြင့်ပေးနိုင်ပါသည်ဆိုပြီးဖွဲ့စည်းပုံအခြေခံဥပဒေကိုရုံးကချမှတ်လိုက်တဲ့အတွက်ကြောင့်အဲ့ဒါနဲ့ကာလဝါနေပြီးတော့နောက်ထပ်6လတွေကိုအခုချိန်ထိနော်ရွေးကောက်ဝယ်ကျင်းပါတဲ့ချိန်ထိကျတို့ပြတ်မတော်ဘူးအာနာပေးထားခြင်းဖြစ်တယ်ဗျကဲဘာဒီအော်နေကြတာလဲဘာဒီနာနေကြတာလဲဟမ် ဘာတွေဘာတွေဟောင်းပြီးဘာတွေနာနေကြလဲဟင်ဟောင်းလည်းမဟောင်းဘူးអော်လည်းမអော်ဘူးနာလည်းမနာဘူးဒါပေမဲ့လို့လောဝါဒအမှန်တရားတော့အမှန်တိုင်းဝန်ခံရဲတဲ့တသည့်ရှိစီခြင်းပဲဘာဖြစ်လို့လဲအာနာသိမ်းဝါဒဒီဥပဒေမဲ့အာနာသိမ်းဝါဒပြမယ်နော်ပွဲစုံအခြေခံဥဒေတော့ပါတဲ့စာတလုံးချင်းစီကိုစာတန်းထုတ်ပေးမယ်နော်ပြီးဖတ်ပြမယ်အဲ့တော့အခုဒီလူပြောသွားတယ်ငါတို့ပြည်သူအနေနဲ့ကလေ နံပါတ်1အာနာသိန်းတာဥပရိမေအာနာသိန်းတာကိုစိတ်ဝင်စားအာနာသိန်းပြီးလုံချင်တိုင်း6လုံနေတဲ့ဟာတွေကိုဘလူးမအာယုံမထားတော့ဘူးဘာဖြစ်လို့မင်းတို့အာနာသိန်းတာမင်းတို့လုံချင်လုံနေတာမင်းတို့ကမင်းတို့6လတန်တန်းတို့မကောက်6နှစ်ပဲတန်တန်းတို့တို့အဲ့ဒါမင်းတို့အကြောင်းဖြစ်သွားပြီဒါပေမဲ့ဒီအာနာသိန်းတာဒီဥပရိမေအာနာသိန်းတာနော်အဲ့တော့6လတန်တန်းတို့တာကိုမင်းရှင်းပေးမယ်ဆိုရင်မင်းအောင်နိုင်ဟာယာဒီတမရနဲ့တောင်ဝင်ယူထားတယ်ပြီးရင်ကာကွယ်ဥသိချုပ်လည်းတောင်ဝင်ယူထားတယ် ်နတ်ဆက်ကဥက္ကဋ္ဌနဲ့တောင်းဝင်ယူထားတယ်အဲ့ဒါဥပဒေထဲမှာလုတ်ပိုင်ခွင့်ရှိတာဒုတမထတုံးမဟုတ်ဒုတမထများဟာလွတ်တော်အမတ်ဖြစ်ရင်တောင်မှတမထတောင်းဝင်ယူရင်ချက်ချင်းဟိုဘက်ကပင်စင်ရယာဓုပြုတ်နိုင်ငံဝန်ထမ်းဖြစ်ရင်ဒီဘက်အချမ်းကပင်စင်ရယာဓုပြုတ်ဒီဘက်တောင်းဝင်တာအတိကလို့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာပြဋ္ဌာန်းထားတယ်လေအခုမင်းအောင်နိုင်ကအဲ့ဒီဖွဲ့ဥပဒေကိုကျော်လွန်ပြီးတော့ကာချုပ်ယာဓုလည်းယူထားတယ်ဟမ်ပြီးလို့ရှိရင်နတ်ဆက်ကဥက္ကဋ္ဌလည်းယူထားတယ်ပြီးရင်ယာရီတမရပါဆိုမတန်မရ အဲတိုင်းဒီရာဇပလင်ပေါ်ခွေးသက်ထိုင်းနေအဲ့ဒါကြီးကြတော့ဘာမှမပြောတော့ဘူးလားတစ်ချက်နော်အမတစ်ချက်နော်အဲ့တော့အာနာသိမ်းတဲ့ကာလကိုပြန်ပြောပြမယ်အဲ့တော့အာနာကိန်းလိုက်တော့ပြီးဖို့အတွက်နိုင်ငံအကြီးအကဲတွေရဲ့ခံနာကိုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာဒီဒါမဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေရဲ့တော်လှန်ရေးဘက်က CRP ကဖြတ်သိမ်းပြီးလို့ညင်ညာထားတယ်နော်အဲ့တော့ CRP ဖြတ်သိမ်းပြီးတော့မညင်ညာခင်မှာအာနာသိမ်းတာဖြစ်တဲ့အတွက်အဲ့ဒီအချိန်မှာဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အကျုံးဝင်နေတယ် ဲ့တော့အဲ့ဒီဖွဲ့စည်းပုံအခြေခံအကျုံးဝင်တဲ့အချိန်မှာအာဏာသိမ်းထားတာဒီဥပဒေကြောင်းရအာဏာသိမ်းတာဥပဒေမဲ့သိမ်းတာလားဥပဒေကြောင်းရသိမ်းတာလားဆိုတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါတဲ့စာဖတ်တစ်ပိုက်ကျွန်တော်ဖတ်ပြအဲ့တော့အခုကျွန်တော်ဖတ်ပြမှာဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာသူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့သူတို့ကိုယ်တိုင်ဖတ်ထားတဲ့စာအုပ်ထဲမှာပါတဲ့အခန်း၃အကြောင်းကိုရေးမှာဒါဥပဒေပညာရှင်တွေဆိုရင်တော့ကြော်ရပါအခုကျွန်တော်ဒီပို့ကိုတင်တာဒီတာမန်ကျွန်တော်တို့ကိုယ်တို့တူလို့ ပြည်သူတွေအားလုံးနားလဲဆိုတာတီးဖို့ဒီလိုအစိတ်ခတ်တာဒီကိုအခက်မခံရဖို့အတွက်ကျွန်တော်ဒါလေးကိုတင်ပေးတာနော်ဥပဒေပညာရှင်ဆိုရင်တော့ကြော်ရပါကျွန်တော်တို့ဥပဒေပညာရှင်မဟုတ်ဘူးဥပဒေကိုလေ့လာတဲ့ပြည်သူတယောက်အနေနဲ့ပဲကျွန်တော်လူကိုအားလုံးတည်သိခြင်းလို့ဒါကိုတင်ပေးတာနော်ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့အခန်း၃ကိုကျွန်တော်ဖတ်ပြပါမယ်နိုင်ငံတော်တမရနဲ့ဒုတမရများသည့်နိုင်ငံတော်ကိုကိုစားပြုကြောင်းနိုင်ငံတော်တမရနဲ့ပြည်တော်စုတမရမြန်မာနိုင်ငံတော်တဝင်းလုံးတွင် နိုင်ငံသားအလုံးဤအထွတ်ထိပ်နေရာရရှိကြောင်းပုံမှန်59 58ဖော်ပြထားပါတယ်အဲ့တော့နော်နိုင်ငံတော်တမနာရဲ့ဒုတမနာများနိုင်ငံတော်ကိုကိုစားပြုတယ်အဲ့တော့နိုင်ငံတော်နိုင်ငံတော်လို့ပြောနေကြတာဒီနိုင်ငံအတွက်နိုင်ငံဝန်တန်းနိုင်ငံဘာဖြစ်တယ်ပြောနေကြတာဒီစစ်တပ်နဲ့ဆိုင်တာလုံးဝမဆိုင်ဘူးနော်တမနာနဲ့ဆိုင်တယ်နော်အဲ့တော့နိုင်ငံဝန်တန်းဆိုရင်ဘလူးအောက်မှာရှိရမယ်တမနာအောက်မှာရှိရမယ်ဟုတ်တယ်နော်အဲ့တော့ တက်လာတဲ့အစိုးရဒုအစိုးရဆိုပြီးစစ်တပ်အာဏာလုတဲ့ကောင်အမိတ်ပေးတာကိုလက်ခံတာဒီမှန်လားမှန်မှန်လားစဉ်းစားပါတစ်ချက်နိုင်ငံတော်တမနာနဲ့ဒုတမနာအများကြီးအရေးချင်းများကိုတဲ့ပုံမှန်59အဲပေါ်ဒီ59စလွန်နေ့ထိပေါ့နော်ပုံမှန်59ပုံမှန်ကကာကြီးကနေစလင်ထိရှိတယ်ဒါဒေါ်လန်းစုရှိဆိုပုံမှန်59စလုံးနဲ့ပွဲဆက်တော့ဒါတွေကိုကျွန်တော်ကြော်လိုက်မယ်ဒါအရေးချင်းကိုအဓိကကျွန်တော်ပြောချင်တဲ့အပိုင်းကနိုင်ငံတော်တမနာကိုရွေးတမနာရွေးချက်တင်မြောက်ရေးအဖွဲ့ဖြစ် ရွေးချယ်တင်မြှောက်ရမည်ဖြစ်ကြောင်းနိုင်ငံတော်တမရကိုတမရရွေးချယ်တင်မြှောက်ရေးအဖွဲ့နဲ့တင်မြှောက်ကမှာနော်ကိုယ့်အကိုဒုတမရကနိုင်ငံတော်ယာယီတမရတက်ယူလို့မရဘူးနော်ရွေးချယ်တင်မြှောက်ရေးအဖွဲ့မှတင်မြှောက်မှတမရဖြစ်တာနော်အဲ့အိစာအလကားထည့်ထားတာမဟုတ်ဘူးလေကိုယ့်အကိုတမရယူလို့ကိုယ့်တမရကိုကိုယ့်အကိုယူလို့ရမယ်ဆိုအခုတမရမရှိရင်ကိုယ့်တမရကိုယ့်အကိုယူလို့ရမယ်ဆိုအိစာဘာလို့ထည့်ဖို့ကိုယ့်အကိုယူလိုက်မှာပေါ့ဟုတ်တယ်မလို့အဲ့လိုထည့်ထားတာလေဟုတ်တယ်မ မလို့အဲ့အခုမြစ်ရှိပုံစံမျိုးတမနာအဝင်းမျိုးဖမ်းသွားတယ်။ तू ကယာရီတမနာမှာဆိုပြီးတက်ပြီးလုပ်တယ်။ तू ဘလူရွေးချယ်တယ်။ तू ဘလူတင်မြောက်။ဘလူမှလည်းမရွေးချယ်ဘူး။ဘလူမှလည်းမတင်မြောက်ဘူး။အဲ့ဒါဆိုရင်ဒီ position မှာပါတဲ့စာကြီးကပိုးမနေဘူးလား။ကိုယ့်ကိုယူချင်တဲ့ယူလို့ရတယ်ဆိုရင်။ဟုတ်တယ်နော်လက်တွေ့ကြကြစဉ်းစားကြည့်ပါနော်။တမနာရွေးချယ်ရတွင်တီတုလွတ်တော်မှရွေးကောက်ခံကိုယ်စလဲမြအစုအဖွဲ့တစ်ဖွဲ့မြို့သားလွတ်တော်မှရွေးကောက်ခံကိုယ်စလဲမြအစုအဖွဲ့တစ်ဖွဲ့နှင့် တမန်တော်ကာကွယ်ဦးစီးချုပ်ကအမိစင်ရင်တင်တွင်းထားသည့်တမန်တော်ဒါလွတ်တော်ကိုယ်စလဲများအစုအဖွဲ့တစ်ဖွဲ့ဝင်စုစုပေါင်းအဖွဲ့၃ဖွဲ့ဖွဲ့စည်းကရင်းအစုအဖွဲ့တစ်ဖွဲ့စီကဒုတိယတမန်တော်ဦးစီးကိုလွတ်တော်ကိုယ်စလဲများထဲမှဖြစ်စေလွတ်တော်ကိုယ်စလဲမဟုတ်သူများထဲမှဖြစ်စေရွေးချယ်တင်မြောက်ရမည်ဖြစ်သည့်ထို၃ဦးထဲမှထပ်မံ၍မဲစနစ်ဖြင့်နိုင်ငံတော်တမန်တော်ကိုရွေးချယ်ရမည်ဖြစ်သည်ဒါတော့တမန်တော်ရွေးချယ်ရေးပိုင်တဲ့ဒုစံဦးနော်အခုလက်ရှိအာဏာသိမ်းတဲ့ကိစ္စနဲ့မပတ်သက်ဘူးပေါ့အမှန်လားဘီနော် ခုနကဒီလူတွေဒီလူရဲ့ comment အောက်မှာလည်းရေးထားတယ်ဆန္ဒနာကြီးအကျော်စောက်တာလို့ဒါအောင်ညီပိနေရမတိတာလို့ဘာမှမဆိုင်ဘူးနိုင်ငံတော်တမနာတို့မဟုတ်ဒုတမနာတို့ဤယာဒူးတက်တန်းသည့်၅နှစ်ဖြစ်ပြီးယာဒူးတက်တန်းနှစ်ကြိမ်ထက်ပိုထမ်းဆောင်ဝင်မပြူပါတဲ့တက်တန်းဘယ်လောက်လဲ၅နှစ်เนาะတမနာဦးဝင်းမြစ်ကိုစစ်တပ်ကမနက်၅နာရီလာဖမ်းတဲ့အချိန်မှာ၅နှစ်ပြည့်သွားပြီလားလွတ်တော်အတစ်တရားလေပတ်နေပြီလားအစိုးရအတစ်တရားလေပတ်နေပြီလား လွတ်တော်အစ်စ်လည်းမလဲပတ်သေးဘူးအစိုးရအစ်စ်လည်းမလဲပတ်သေးဘူးတမရတက်တန်းလည်း၅နှစ်မပြည့်သေးဘူးအဲ့တော့ဥဝင်းပြည်တည်2015ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတင်မြှောက်ထားတဲ့တမနာဆိုတာကိုငင်းလို့မရဟုတ်တယ်နော်ကိုလိုရကိုစွဲပြောလို့ရတာမဟုတ်ဥပဒေဆိုတာအဓိပ္ပာယ်ရှိစွာကိုပြောရတယ်နော်အဲ့တော့တမရက၅နှစ်တက်တန်းလည်းမပြည့်သေးဘူးလွတ်တော်အစ်စ်လည်းမလဲပတ်သေးဘူးအစိုးရအစ်စ်လည်းမပေါ်ပေါက်သေးဘူးအဲ့တော့ဒီတမနာဟာ2015ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတင်မြှောက်ထားတဲ့တမနာဆိုတာငင်းလို့မရတော့ဘူး ဟုတ်တယ်နော်နိုင်ငံတော်တမနာတို့မဟုတ်ဒုတမနာများသည့်လွတ်တော်ကိုယ်စားလှယ်ဖြစ်လျင်နဲ့လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ၎င်းတေချာနားတော့မနော်အခုလက်ရှိမင်းအွန်လိုင်းဥပဒေမဲ့ယူထားတဲ့ယာတူးကိုမြင်အောင်ပြမယ်အပိုက်နိုင်ငံတော်တမနာနဲ့တို့မဟုတ်ဒုတမနာများဟာလွတ်တော်ကိုယ်စားလှယ်ဖြစ်ရင်လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ၎င်းနိုင်ငံဝန်ထမ်းဖြစ်လျင်နိုင်ငံဝန်ထမ်းအဖြစ်မှ၎င်းနိုင်ငံတော်တမနာတော့မဟုတ်ဒုတိယတမနာမှာအဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နှုတ်ထွက်ပြီးတမဟောအငိမ့်စားယူပြီးဖြစ်ရမည်ဟုမှတ်ယူရမည်ဖြစ်ကြောင်းထို့ပြင်မိမိယာထုတတန်ကာလအတွင်းမိမိတို့ပါတီအဖွဲ့အစည်းပါတီလုပ်ငန်းများနှင့်ပါဝင်ဆောင်ရွက်ခြင်းမပြုကြောင်းထို့တို့ကိုလည်းပြတန်းထားပြီတဲ့ကဲအဲ့ဒါဆိုရင်အခုလက်ရှိမင်းအောင်နိုင်ယူထားတယ်ယာရီတမရဆိုပြီးတော့ပွဲစည်းဝအချိန်ကဥတည်ထဲမှာဒီစာပိုက်ကြီးကဘာလို့ထည့်ထားလို့လဲကိုကကိုယာရီတမရတည်းယူမယ်ကာကွယ်ဥစည်းကြိုးယူမယ်လှုပ်ချင်တိုင်းလှုပ်လို့ရမယ်ဆိုရင်အဲ့ဒီစာပိုက်ကြီးကဖွဲ့စည်းပုံအချိန်ကဥတည်ထဲမှာ ဘာလို့ထည့်ထားလက်ကမင်းရောထပြီးထည့်ခဲ့တာလားဟမ်ဒါသူတို့ပဲရွေးချယ်ခဲ့တဲ့ရေးထားတဲ့စာပိုက်နော်အဲ့တော့မင်းအောင်လိုက်ရအာနာသိမ့်ပြီးတဲ့နောက်ပိုင်းနဲ့ဥပဒေနဲ့ညီလားမညီလားဆိုတော့အဲ့ဒါကြည့်ဒီမှာနိုင်ငံတော်တမနာတော့မဟုတ်ဒုတထပ်ဖက်မယ်နော်နောက်တစ်ခါနိုင်ငံတော်တမနာတော့မဟုတ်ဒုတမနာဒီလွတ်တော်ကိုယ်စားလှယ်ဖြစ်လျင်လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ၎င်းနိုင်ငံဝန်ထမ်းဖြစ်လေနိုင်ငံဝန်ထမ်းအဖြစ်မှ၎င်းနိုင်ငံတော်တမနာတော့မဟုတ်ဒုတမနာများအဖြစ်ရွေးချယ်ပင်မြောက်ချင်းခံရသည့်နေ့မှစ၍ နှုတ်ထွက်ပြီးသို့မဟုတ်အငိမ့်စားယူပြီးဖြစ်ရမည်ဟုမှတ်ယူရသည်ကဲအခုမင်းရောက်နေလောက်ထားတာအဲ့ဒီဥပဒေနဲ့ညီလားညီဘူးဟုတ်တယ်နော်ဒါကြီးကိုလိုက်မကာကြနဲ့သိလားလူမိုက်လောက်လို့ရှိရင်ငါလူမိုက်ပါလို့ဝန်ခံရရဲ့တတိရှိရမယ်နော်လူယုံမှလောက်ရင်ငါလူယုံမှလို့ဝန်ခံရရဲ့တတိရှိရမယ်လူယုံမှအလုပ်တဲ့လုပ်သေးတဲ့ကိုယ့်ကိုဖျားလောင်းလို့လို့တူတော်ကောင်းလို့လို့ အယောင်ဆောင်ပြီးတော့ဘေးကအားပေးတဲ့ကောင်တွေကလည်းတိတ်ထိမတင်နဲ့လူယုံမှလောက်လူယုံမှလောက်ပဲဝင်ခံပါရောက်ကြပြီးပြီးဝင်ခံရတဲ့တက်ပြီကိုမွေးကြပါနော်လာပြီးနောက်တစ်ချက်အမအရေးကြီးဆုံးအချက်နိုင်ငံတော်တမနာနဲ့ဒုတိယတမနာတူဦးကိုတဲ့အောက်ပါအချက်များဖြင့်စွတ်စွဲပြစ်တင်နိုင်ကြောင်းလည်းပြဋ္ဌာန်းထားတယ်တဲ့နော်တမနာကိုစွတ်စွဲပြစ်တင်နိုင်ကြောင်းနံပါတ်၁ကနိုင်ငံတော်ဤကျေးဇူးတစ္ဆာတော်ကို ဖောက်ပြက်ခြင်း ဤနံပါတ်၄ကဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ကိုဖောက်ပြက်ကျူးလွန်ခြင်းနံပါတ်၃အကျင့်တိုက်ခါပြက်ပြားခြင်းနံပါတ်၄ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားသောနိုင်ငံတော်တမနာတုံးမဟုတ်ဒုတိယတမနာ၏အရေးချင်းပြက်ရင်းခြင်းနံပါတ်၅ဥပဒေအရပေးရတော်တာဝန်များကိုကျေပွန်စွာမထမ်းဆောင်ခြင်းရှင်းရှင်းပြောရင်တမနာကအပြစ်ရှိနေပြီဆိုရင်တောင်မှချက်ချင်းတွားဖမ်းလို့မရဘူးဘာလို့ကမလဲဆွတ်ဆွဲချက်ကိုစစ်ဆေးတုံးမဟုတ်စုံစမ်းစစ်ဆေးတော့ စစ်စေးစေတော့လွတ်တော်ဤလွတ်တော်ကိုယ်စလဲစုစုပေါင်းဥယေအ내အ ਨੇ ဆုံး၃ပုံ၂ပုံကထိုးဆွဆွဲချက်တီမှန်ကန်ပြီးဆွဆွဲခံရတော့ပြစ်မှုတီနိုင်ငံတော်တမနာတုံးမဟုတ်ဒုတိယတမနာအရာဒူးတွင်ဆက်လက်ထမ်းဆောင်စေရန်မတင့်ကြောင်းဆုံးဖြတ်လျင်ဆွဆွဲခံရတော့နိုင်ငံတော်တမနာတုံးမဟုတ်ဒုတိယတမနာအရာဒူးဖြစ်မှရက်စဲနိုင်ကြောင်းကိုလည်းပြသန်းထားသည်တဲ့အဲ့တော့တမနာကိုတက်တန်းမကုန်သေးပဲနဲ့ရက်စဲနဲ့ ဆိုရင်သူ့မှာအပြစ်ရှိတယ်တရားအခုကျွန်တော်ကလွတ်တော်ကိုဆိုတယ်တရားကျွန်တော်ကအာဒီတပ္ပဏမှာဘာအပြစ်ရှိတယ်လွတ်တော်မှာတင်တွင်းရင်ဘာလောက်ကမလဲလွတ်တော်ဥယျာဉ်အ ਨੇ ဆုံး၃ပုံပုံ၂ပုံကဒီဟာကိုထောက်ခံမှာအဲ့တော့တမနာကိုဒီတိုင်းစစ်တပ်ကဘက်ကလေးတွားဖမ်းလို့ရမယ်ဆိုရင်အဲ့ဒီအပိုက်ကြီးထည့်ထားမှာလားအဆွဆွဲပြစ်တင်လိုက်တာလေတမနာကိုစစ်တပ်ကဖမ်းဝင်ရှိတယ်လို့ပဲရေးမှာပေါ့ဟုတ်တယ်နော်ဟုတ်တယ်နော် အဲ့တော့ဒီစာပိုက်ကြီးထည့်ထားတာဒီအလကားထည့်ထားတာမဟုတ်ဘူးလေမလို့အဲ့အဲ့တော့ဘာလို့ထည့်ဘူးလဲတဲ့ချုပ်ပလိုက်ပေါ့တမနာမှားလို့ရှိရင်စစ်တပ်ကဖမ်းဝင်ရှိတယ်ဆိုချုပ်ပလိုက်ပေါ့ဒီစာပိုက်ကိုဘာမှလွတ်တော့မှလည်းမဲခွဲနေကြမလို့ဘူးလေဟုတ်တယ်မလားတမနာမှားရင်စစ်တပ်ကဖမ်းမယ်ပြီးပြီလေပါလာအိစာပိုက်ဖွဲ့စည်းပုံထဲမှာဟုတ်လားမပါဘူးနော်မပါတာကိုလုံလို့ရတယ်မရဘူးလေပါတာကိုပဲလုံကမလေတမနာကိုဖြုတ်လို့မရမှမဟုတ်ရတယ်လေတမနာဖြုတ်မယ်ဆိုရင်ဘာလုံကမလဲတမနာကိုဆွဆွဲပြစ်တင်ရမယ် အဲ့ဆိုသူကပြစ်တင်နေပြစ်တင်ချက်ကလွတ်တော်မှာရှိတဲ့အမတ်အားလုံးရဲ့၃ဘုံဘုံ၂ဘုံကဟုတ်တယ်ဒီအပြစ်ကတမထမှာရှိတယ်လို့ပြောမှသာလေတမထကိုဆွဆွပြစ်တင်ပြီးဖြုတ်ချလို့ရမှာလေအခုကမနက်၅နာရီလာပြီးတော့တမထကိုမလုပ်တာလေနှုတ်ထွက်ပါလို့လက်မှတ်လာထိုးခိုင်းတာတခိုးလို့လို့ကြဘိုးလို့လို့ဟမ်ဖာကောင်းလို့လို့ချိန်ပြီးတော့အခါမတော်လာတာလေအဲ့ဒါတမထော်ရဲ့လှုပ်ရက်လားဟမ်ကဲတမထကနှုတ်ထွက်ပြီးတော့ဒီတောင်ဝင်ထမ်းဆောင်တဲ့တမထကိုဖမ်းတာစစ်တပ်မှဖမ်းပိုင်ခွင့်ရှိလားတမထကိုဖမ်းပိုင်ခွင့်ရှိလား ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မပါဘူးနော်ရာဇကတ်ကြီးနေမှာလည်းမပါဘူးဗမာမှာမပါဘူးဒါပေမဲ့ဖမ်းသွားတယ်အဲ့တော့ဥပဒေနဲ့မညီဘူးဆိုတာမှန်လားမှားလားမညီတော့မညီဘူးပြောတာလေအဲ့တော့ဒါအောင်ဝင်မခံရဲကြဘူးလားဟမ်အကြောင်းတစ်ခုကြောင့်နိုင်ငံတော်တမနာတော့မဟုတ်ဒုတိယတမနာယာဒူးနေရလစ်လက်နေအစ်စ်ထက်မှန်ရွေးချယ်ရမည်ဖြစ်ကြောင်းရွေးချယ်ပုံရွေးချယ်နည်းနှစ်တကွပြန်တန်းထားသည့်နိုင်ငံတော်တမနာနှင့်ဒုတိယတမနာတို့အတွက် ဂတိတစ္ဆာပြုတ်ချက်ပုံစံကိုပါရေးဆွဲထားသည်တဲ့เนาะအဲ့တော့ရှင်းနေတယ်ရွေးချယ်လို့ရှိရင်လည်းငါတမထတက်လို့လို့ရတာမဟုတ်ဘူးအဲ့တော့မင်းအောင်နိုင်အာနာသိန်းသာဒီစစ်တပ်မှာတမထကိုဖမ်းပိုင်ခွင့်မရှိဘဲနဲ့ဥပဒေကိုကြော်ပြီးတော့ဖမ်းတာပြီးအာနာသိန်းနဲ့သူပြောသလိုပဲကဲမြစ်ဆွေကလုတ်ပတ်တမထမရှိလို့เนาะယာဒူးကတတန်းတိုးပါတယ်ထားအဲ sorry မြစ်ဆွေကယာဒီတမထလုတ်ပြီးတော့ကာလုံခေါ်ပြီးတော့နိုင်ငံ အာနာကိုကာဝေးဥစည်းချုပ်ကိုအပ်ပါတယ်ထားကာဝေးဥစည်းချုပ်ကလက်ခံလိုက်ပါပြီထားမင်းတို့ကမင်းတို့6လဒီချိန်ချိန်တိုးတယ်ပဲထားအခုလက်ရှိမင်းအောင်နိုင်ရဲ့ယာဒီတမနာဆိုတဲ့တာဝန်ကိုသူ့ကိုဘယ်သူကခန့်အပ်လဲဘယ်သူမှခန့်မှန်းဘူးနော်ဟုတ်တယ်နော်အဲ့တော့ယာဒီတမနာအပြင်ကာဝေးဥစည်းချုပ်ကိုယာဒီတမနာနှစ်ခုလုံးကိုယူပိုင်ခွင့်ရှိလားမရှိဘူး၃ခုအခုယူထားတာ၃ခုလုံးကိုယူပိုင်ခွင့်ရှိလားမရှိဘူး ဲ့တော့ဥပဒေမှာမရှိတဲ့အရာဥပဒေမှာမပြထားတဲ့အရာကိုမလုပ်တာလေသူစိတ်ကြိုက်သူလုပ်တာလေဟုတ်တယ်နော်အဲ့တော့အိမ်တဲအိမ်မှာသားသမီးတွေရှိမယ်ဖေအိမ်နဲ့မအိမ်ရှိမယ်ဟုတ်တယ်နော်ကိုယ့်အိမ်မှာရှိတဲ့ဒီဖေအိမ်နဲ့မအိမ်ဟိုတာအဖေလို့အမေလို့ခေါ်ခွင့်ရှိသလိုအဖေအမေနေရာမှာပဲနေလို့ရတာဟုတ်တယ်နော်အကယ်၍ဖေရသေးွားလို့မအေကနောက်လင်မယူမရှင် တသိန်းယောက်ျားတယောက်ကဒီလူရဲ့အဖေပါအိမ်တော်ဦးစီးပါလို့လာအော်လို့ရလားမရဘူးနော်အခုမင်းအောင်နိုင်လောက်ရက်ကပါလေဒီမှာငုတ်တော့ရှိတဲ့လင်းကိုဖမ်းပြီးတော့ तू ကပါလေဒီအိမ်ရဲ့အရှင်တခင်မှာဒီအိမ်ရဲ့ပထွေးရပထွေးပဲလေပထွေးရအဖေဖြစ်လို့မရဘူးဟုတ်တယ်မလားအဲ့တော့နိုင်ငံအင်္ဂါစင်အရာကတမတော်ကာကွယ်ရေးဦးစီးချုပ်ဒီအင်္ဂါစင်ရှစ်မှာရှိတယ်တမတော်ဒီအင်္ဂါစင်တစ်မှာနိုင်ငံရဲ့အထုတ်ထိတ်နိုင်ငံတော်ကိုကိုစားပြုတာဒီတမတော် အဲ့တော့နိုင်ငံတော်ကိုစားပြုထားတဲ့တမထကိုစွတ်စွဲပြစ်တင်ဖြုတ်ချမယ်ဆိုရင်လွတ်တော်မှာမဲခွဲအတီးပြုပြီးဖြုတ်ချရတာဘယ်ဘက်ကကြည့်ကြည့်ဘယ်ဘက်မှမလုပ်ဘူးအဲ့တော့သူတို့ပြောတယ်ဦးမင်းမြင့်ကားတဲ့လွတ်တော်အမတ်ဝင်ရွေးလို့ဟိုနေ့ပြောရဲဆိုလွတ်တော်အမတ်တက်တန်းအရှင်ဝါးပြီလားလွတ်တော်လဲပတ်နေပြီလားလွတ်တော်လဲပတ်တဲ့တမထဦးမင်းမြင့်ကားတမထတောင်ဝင်ရောလွတ်တော်အမတ်တောင်ဝင်ရောနှစ်ခုလုံးယူထားတယ်ဆိုရင်တော့မင်းတို့ပြောသလို ြောလို့ရတယ်အခုကလွတ်တော်အမတ်တော်ဝင်မှသူမထမ်းဆောင်မှတည်လားဟမ်လွတ်တော်လည်းမလည်ပတ်သေးဘူးအစိုးရတက်2020အစိုးရတက်လေရန်ရံလည်းမလည်ပတ်သေးဘူးလေအဲ့တော့ဦးဝင်းမြင့်ဒီ2015အခြေခံဥပဒေအရအခန့်အထားနဲ့တိုင်းပြည်ရဲ့တမနာလေအဲ့ဒီတမနာကိုလက်နက်အားကိုနဲ့အနိုင်ကျင့်ပြီးဖမ်းသွားတာဒါနိုင်ငံရဲ့ဥပဒေကိုစော်ကားတာနိုင်ငံတော်စော်ကားတာဖြစ်တဲ့အတွက်တတိုင်းပြည်လုံးကိုစော်ကားတာဒါကြီးကိုဝင်မခံရဲကြဘူးလား ကိုနှုတ်ရဲခံရရတယ်ကွာမင်းတို့မှအဲ့လောက်တတ်တိမရှိဘူးလားဟုတ်လားငါကြည့်နေရလေရက်တဲ့ဘုံကျဲတယ်ဟမ်ဘုံကျဲတယ်တတ်တယ်ဖြတ်တယ်မီးရှို့တယ်မထိန်ကျင်တယ်တခုမှဝင်မခံရဲဘူးအဲ့တော့မင်းတို့ဒီစစ်တပ်နဲ့စစ်တပ်ထောက်ခံတဲ့ကောင်တွေရဲ့အဲအရေးအချင်းဟာအဲ့ဒါလိုပဲလားအကောင်လုံးရှက်စရာကြီးကွာဒါကြီးကနော်ဒါကြောင့်မလို့ပြောချင်တာကလှုပ်ရဲရင်ခံရဲကြပါအရှုံးဆိုလဲအရှုံးကိုလက်ခံရဲကြပါ နော်အချောင်းကိုလက်မခံရဲဘူးလို့ဆိုရင်ဝင်မပြိုင်ပါနဲ့နော်လှုပ်ရင်မခံရဲဘူးဆိုတော့မလှုပ်ပါနဲ့အဲ့ဒါဆိုရင်ဒီလိုပြဿနာတွေဖြစ်เสียအကြောင်းမရှိဘူးနော်အခုဟာကပါတယ်လူယုံမှာအလုပ်တွေတည်းလှုပ်သေးတယ်လူယုံမှာလို့ပြောရင်လည်းလက်မခံမှန်းငါဒီတိုင်းပြိုကာဝဲနေတယ်တူတော်ကောင်းကြီးပါဒါပေမဲ့လှုပ်တဲ့လှုပ်ရက်တွေကြီးတော့လူယုံမှာအလုပ်ငင်းစရာမလိုဘူးလေဒါကြီးကရှင်းနေတဲ့ဟာကြီးကိုဟုတ်တယ်နော်အဲ့တော့ဒါလက်ငါတို့ကစစ်တပ်ကိုအားပေးလို့ ်ငါတို့ကမင်းမရောက်မင်းရောက်နိုင်အောင်အားပေးလို့နော်ငါတို့ဘက်ကဘာလုပ်လို့မှန်တယ်ဆိုရင်အဲ့ဒါတလိမ့်ဆန်ပဲလူဆိုရင်အကောင်းနဲ့အဆိုးအမှားနဲ့အမှန်ခွဲခြားနိုင်ရမယ်မှားတာကိုမှားတယ်ပဲလက်ခံရမယ်မှားတာကိုမှန်တယ်လုပ်လို့မရဘူးစိုးနေတာကိုကောင်းတယ်လုပ်လို့မရဘူးနော်အဲ့တော့အခုမင်းရောက်နိုင်လို့ဝါတဲ့လှုပ်ရက်ဒီမင်းတို့စိတ်ထဲမှာထင်တာတော့အန္တဒီအဆိုးရကိုပဲအာနာပိန်းတယ်ဒီနီပိန်းတွေကိုပဲအာနာပိန်းတယ်လို့ထင်တယ်မလားလုံးဝမဟုတ်ဘူးနော် နိုင်ငံတော်ကိုကိုစားပြုတ်တဲ့လူကိုဖမ်းတာ နိုင်ငံတော်ကိုကိုစားပြုတဲ့လူတိန်းတာဖြစ်တဲ့အတွက်မင်းတို့တွေအားလုံးကိုလည်းလီးလံပြတာမင်းအောင်နိုင်ရနော်ကိုဖင်ကိုခြကန်တီးလို့ထိမှန်းမတိတဲ့စိမ့်ပိန်းတွေဘောကတနာဖို့လည်းကောင်းတယ်အကောင်းပြောတာမင်းတို့ဖုတ်ခွေးတွေဘောကလေကိုကိုစော်ကားကန်ထိလို့ထိမှန်းမတိကိုကိုအာနာတိန်းကန်ထိတော့တိန်းကန်ထိမှန်းမတိတဲ့ဘောကလေတကယ်တော့မင်းတို့စိမ့်ပိန်းတွေကတကယ်တနာဖို့ကောင်းတဲ့တဲ့ဘောကလေတိလား အဲ့ဒါမှကျွန်တော်အက်ဒစ်လုပ်နေတော့မှဘလိုက်ကြီးကပြောတယ်ကိုကြီးရဒီကောင်ပဲလားတဲ့ဩဒီကောင်လေးတဲ့ဒေါအောင်ဆန်းစုကြည်ကိုလက်မှတ်မထိုးထပ်ဘူးပြောထားတာတဲ့အဲ့ဒီကောင်နဲ့ဒေါအောင်ဆန်းစုကြည်ကိုလက်မှတ်မထိုးမတတ်ဘူးလို့ပြောထားတာဆိုတော့မဟုတ်လေတိုက်ခိုက်ကျင်တာတိုက်ခိုက်ကျင်တာပဲစဉ်းစားကြည့်လေကွာဘာသာစကားပေါင်းကို9မျိုးတတ်တယ်အောက်စုတက္ကသိုလ်ဟာလုံးမျိုးမျိုးရရင်ဘွဲရထားတဲ့လူတစ်ယောက်ကလက်မှတ်မထိုးတတ်ဘူးဆိုတဲ့စကားဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဘာဖြစ်လို့ကိုယ့်ကိုယ်ကိုတန်ဖိုးအကြခံပြီးအဲ့လောက်အောက်တန်းကြဆိုတာတိုက်ခိုက်ကြတာ စဉ်းစားလို့မရအောင်ငါတို့တွေအကောင်းပြောတာမင်းအောင်နိုင်အောင်ငါတို့မုန်းတယ်နော်အသေးယွန်းတယ်ချင်းငုံကြီးထွေးရင်တော့ထွေးခွင့်ရမယ်ဆိုထွေးမယ်ဒါပေမဲ့မင်းအောင်နိုင်မှာမရှိတဲ့အပြစ်ကြီးတော့လုံးကြံလီစေပြီးငါတို့မပြောရဲဘူးဘာလို့ဆိုကိုတန်ဖိုးကြမှာလေအခုလည်းတော့ပဲဒေါ်အောင်ဆန်းစုကြည်ကိုနှီးမျိုးစုံတိုက်ခိုက်တာအဲ့ဒီကောင်နဲ့ရှစ်ဗီဒီယိုဖိုင်မှာပြောထားတာဒေါ်အောင်ဆန်းစုကြည်ရဲ့လက်မှတ်ထိုးမတတ်ဘူးပေါ့မင်းအောင်နိုင်ရဲ့လက်မှတ်ထိုးတတ်တယ်ဆိုတော့မဟုတ်တိုက်ခိုက်ခြင်းစိတ်ပြင်းတာတော့ထားပါ ်နော်အကိုမကြိုက်တဲ့လူမလို့ကိုမုံတဲ့လူမလို့ဒါပေမဲ့ကိုပြောတဲ့စကားတစ်လုံးကအထိပ္ပယ်ရှိလားမရှိလားလို့လည်းနည်းနည်းစဉ်းစားကြလေကွာဘာသာစကားပေါင်း9မျိုးမှုထွတ်ကျွမ်းကျင်အောင်တတ်တယ်နော်ကဘာပတ်နေတဲ့လူတရားတတ်ထားတဲ့အကြောင်းတွေကနော်အနေမြန်မာပြည်ကအကြောင်းမဟုတ်ဘူးအောက်ဆိုတက်ကြလို့ကဘာလုံးမှာပညာတတ်မွေးထုတ်တဲ့အကြောင်းကနေဘွဲရထားတဲ့ပြောရင်ငါရည်ရှင်တယ်ငါအကောင်းပြောတာအဲ့လိုလူတယောက်ကိုလက်မှတ်မထိုးတတ်ဘူးအထိပ္ပယ် ဆိုပြီးတော့ဆွဆွဲပြောတယ်ဆိုတော့မင်းတို့တွေကိုပြောစရာစကားလုံးမရှိတော့ဘူးဒါလောက်ပဲအောက်တန်းကြရတာကွာဆိုတဲ့စကားလေးပြောပြီးပါဇက်ဟပြီးကြည်နေုံမရှိတော့တယ်တကယ်ပါအကောင်းဆုံးကမင်းတို့ရဲ့အောက်တန်းကြချက်ကိုဘာနဲ့မှနှိုင်းရှင်ပြလို့မရတော့ဘူးတကယ်လက်လန့်တယ်